စားပြေချင်းမြတ်နုသူများအားလုံးပဲမင်္ဂလာပါရှင်ကျမကနှင်းစီပါ ကျမဒီကနေ့ဖတ်ပြပေးချင်တာလေးကတော့ဆ iam မကြီးမိုးမိုးအေးနီးယားရေးသားထားသောစိတ်ထားတက်လှင်ဆိုတဲ့ဝိထုလိုလေးပဲဖြစ်ပါရဲ့ရှင်ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေစိတ်ထားတက်လှင်နွဲ့မှုအနေဖြင့်ဒီတပွဲမှာခင်လေးအပေါ်ကောင်းကောင်းကြီးအနိုင်ရတော်မည်ကို သိလိုက်ပါသည် 哦，勤力，勤力。သူအပေါ်အမြင်အနိုင်ယူတတ်သည့်ခင်လေးသူတစ်ပါးအပေါ်နှုတ်ဖြင့်ဖြစ်စီကိုအမှုရာဖြင့်ဖြစ်စီစီးပိုးအနိုင်ယူလိုက်ရမှကျေနပ်တတ်သည့်ခင်လေးစကားတစ်ခုကိုဘလို့ပြောနေဘလို့သဘောတက်ရောက်တီကိုတိနာလဲပါလျက်လက်လွတ်စပွဲပြောတတ်ဆိုတတ်သောခင်လေးခင်လေးက သူ၏အပြုအမူအပြောအဆိုထက်တစ်ဖက်သားမြည်သို့ခံစားရမည်ကို အမှုထားတတ်သူမဟုတ်ပေ။ဟိုတနေ့ကပဲကြည်ချစ်ချစ်ကသူတို့အိမ်ကပို့လိုက်သောချင်းမောင်ကျော်ပလင်းကိုဖွင့်သည်ခမင်းစားကန်းကတည်ထားသောခမင်းတပကံကျက်ဥပြုတ်ချင်းမောင်ကျော်နှင့်ညစာတစ်ထပ်စားကြဝဝိုင်းဖွဲ့ခြင်းဖြစ်သည်ချင်းမောင်ကျော်ကခားပေမဲ့ချင်းမောင်ကိုချောက်အောင်လှမ်းပြီးပဇွန်ကြောင့်များများစီများများနှင့်ကြော်ထားသည်မှာစားခြင်းတပွင့် မိမိတို့ကနေချင်မောင်ရွက်ကစုံရွက်ဆိုရင်ဒိုင်းနာမှာစိုးလို့ဆိုပြီးဘယ်တော့မှမပို့ဘူးအရင်တစ်ဖက်ကဝက်သားကိုအမြင်ဖဲ့ပြီးကြော်ပေးလိုက်တာကုံသွားတာနားရကွာခင်လေးစကားကြောင့်ချစ်ချစ်မျက်နှာညှို့သွားသည်ခင်လေးကဘာရွယ်ချက်နှင့်ပြောသည်နီချစ်ချစ်ကနွမ်းပါတာကျောင်းကိုဦးလေးစရိတ်နှင့်တဲ့ရတာလုံးကြီးငားတယ်လောက်ကိုအနှင်မီအောင်လျှော့ဖို့ရတာအလုံးအသိသို့တော့မြည်သူမှတစုံတစသိဟန်မပြကြ တို့တော့စားမယ်ဟဲ့ချင်းမောင်ကျော်ကြိုက်တယ်။နှွဲမူကပြောပြီးချင်းမောင်ကျော်ပနင်းကိုဥစွာနှိုက်သည်။သူတို့တို့တွင်မှမိဘတွေကပို့ပေးလိုက်သောစားစရာတွေမှန်သမျှကိုဝိုင်းဖွဲ့၍ဖလဲ၍စားကြသည်။ခင်လေးစီရောက်လာတော့စားစရာမှန်သမျှသည်ဝိုင်းတဲ့ရောက်မလာတန်းသူတယောက်တည်းဘီရိုတဲ့ထဲ့ဝက်ကကြိတ်စားတတ်တာအလုံးအသည့်ဒါနဲ့များစကားစီးပိုးကပြောပြအောင်ပြောလိုက်သေးသည် အားလုံးပျော်ပျော်ရွှင်ရွှင်နှိုက်စားကြတော့တခဏချင်းမှပင်ချင်းမောင်ကျော်ပလင်းကတဝက်ကျိုးနေသည်ချစ်ချင်းမျက်နှာကလည်းလွမ်းလန်းရွှင်၍နေသည်ခင်လေးသည်ဘိုက်နာမှာစိုးတယ်ဆိုကနေရာမှထသွားပြီးကော်ဖီသွားဖျော်တောက်သည်ခင်လေးဆိုင်ဘစ်ကစ်မုံယူစားဟုသဘောထားကြီးသောမမလွင်ကသူ့ဘစ်ကစ်မုံတို့ကိုလှမ်းပေးသည်ခင်လေးကဘစ်ကစ်ဆိုတန်ဘူးနဲ့မှကြိုက်တယ် မမနှင်ကကုံပရီတာဆိုင်ကဝင်လာတော့အကျိုးအကျေများသည့်ဘေးစကင်းမုံတို့ကိုမျက်နာမပြည့်လှမ်းပြန်သိမ်းလိုက်နိုင်တော်လဲနှွဲမှုတို့လူတိုက်မှာအန်တကြိတ်ကြိတ်ဖြစ်ကြရလေသည်ကျောင်းသူ၄ယောက်စုနေရသောအခန်းထဲမှာဇေယိုင်အမျိုးမျိုးတော်ရှိသည်ပင်တခါတရံကလေးများလိုရန်ဖြစ်ကြညူစုကြသည့်အခါလဲရှိသည် စီစီလုံးလုံးပျော်ပျော်ပါပါနေသည့်အခါနေသည်ညသောအဖြစ်သောမိသားစုနှင့်ဝေးရာမှာတယောက်နဲ့တယောက်ခင်မင်းတွေ့တာစွာနေတတ်ကြသည်။ ခင်လေးသည် သူတစ်ပတ်သားအပေါ်စကကြီးစကကြဲဖြင့်စီးပိုးအနံ့ယူတတ်သည်ကလွဲရင်တော့ခင်မင်းစရာကောင်းတာလေးတွေလည်းရှိပါသေးသည်ခင်လေးကစတော်သည် သူတော်သည့်အတိုင်းသူတစ်ပါးကိုလည်းတော်စီခြင်းသည်သူတတ်သည်မှမှတ်သည်ကိုစိတ်ရှည်လက်ရှည်ပြန်တင်ပြပေးတတ်သည်တစုံတယောက်နေထိုင်မကောင်းနှင်ကိုဖိရင်ဖိပြုစုပေးတတ်သည်ဤသို့ပင်ဖြစ်စေအနေနဲ့အရရမှ လာရောက်စုဝေးနေထိုင်ရသည်မို့ တယောက်နဲ့တယောက်အကောင်းဆုံးဟူသမျှကိုတီးခံကပေါင်းသင်းနေကြရသည်ပင်ခင်လေးမှာသူသာပြည့်စုံတယ်သူသာအကောင်းဆုံးတယ်သူ့မိသားစုဟာအဆင်တန်းမြင့်တယ်လို့ဂုံယူကြွားဝါတတ်တာခက်တယ်ကွာဒီအကျင့်ကိုပြင်လိုက်ရင်ပေါင်းလို့သင်းလို့ကောင်းမယ်တငယ်ချင်းများကကြွယ်ရမှာဝေဖန်ကြသည်ခင်လေးကတော့သူ့အမားကိုလည်းသူ့မြင့်ဟန်မတူမားသည်ဟုလည်းယူဆပုံမရအပြောကအမြဲတမ်းပိုစမြဲတပားသူကိုနာသာခံခက်စီမြဲ တခါတခါတော့လည်းသူ့ကိုခွတ်လွတ်ထားရသည်တခါတရံတော့လည်းဒေါသဖြစ်ကြရသည်တခါကအတန်းထဲတွင်တငယ်ချင်းဝင်းဝင်းစီတို့သူ့အမေလာလေသည်အညာအရက်မှလာသူများမှု အစဉ်အပြင်းအပြိုးအဆိုးအနေအထိုင်ကအညာဆန်းသည်ရုပ်ရည်ကကြံတန်းသည်ပွင့်လင်းရိုးသားမှုမတိနားမလည်မှုကလည်းတက္ကသိုလ်ကျောင်းတော်သူတွေကြားမှာရေစရာဖြစ်နေသည် သို့သောတငယ်ချင်းတယောက်ဤအိမ်မှလာလေသည်ဆိုလင်းပင်ကျန်သူများကလည်းကိုမိဘဆွေမျိုးလာသလိုပင်ဝမ်းသာပျော်ရွှင်စွာဝိုင်းအောင်ကြမည်ခင်လေးကတော့ဘေးဖဲ့၍ထွက်နေသည်ဝင်းဝင်းကသူ့အမေကိုအခန်းပေါ်တငယ်ချင်းတွေနှင့်တယောက်ချင်းမိတ်ဆက်ပေးသည်ခင်လေးသည်သူ့အလှမရောက်ခင်နေရာမှထသွားနေသည်ပြီးတော့တစ်ဖက်ခန်းမှာအတင်းသွားပြောသည်တဲ့ဘလို့ပုံနေမှလည်းမသိပါဘူးကွာတောပုံနေကြည့်လို့ကိုမရဘူး ဝင်းဝင်းကပြန်ကြတော့မကြင်မနှက်ဖြစ်ရသည်အားလုံးနေကလာတဲ့သူတွေကြီးပဲသူကတော့ဘာမှုလို့လဲဒီလောက်တောင်ကြီးကျယ်ဖို့မလိုပါဘူးဝင်းဝင်းသည်ထိုအချိန်မှစ၍ခင်လေးကိုစကားမပြောတော့မိဘနှင့်ပတ်သက်၍အစော်ကားခံရသောဝင်းဝင်းနာကြီး၍မဆုံးအသက်အကြီးဆုံးမမလွင်ကတော့တယောက်နှစ်တယောက်ခွတ်လွတ်တီးခံဖို့အမြဲပဲဆုံးမနေသည်သူ့ကိုတနည်းနည်းနဲ့ဆုံးမမှာပဲရမယ်မမလွင်တငယ်ချင်းတို့စိတ်ထားလို့ကိုမရဘူး မနေ့ကနွဲ့မူမှာကော်ဖီမှုန့်ကုန်နေလို့ကော်ဖီတစ်စုံလောက်ချီးပါမနေ့ပြန်ဝယ်ပြီးပြန်ပေးမယ်ပြောတော့အချီးငှားဝါဒနာမပါလို့ယူလိုက်ပါတဲ့တကယ်ဆိုတငယ်ချင်းချင်းပဲကွာချီးမနေနဲ့ယူတော့ပါလို့ပြောရင်ဘလောက်နဝင်ချိုးလိုက်မလဲအပြောမတက်လို့ပါနွဲ့မူရဲ့လွန်နေမမနွဲ့ရဲ့နွဲ့မူရဲ့နီလာကြောက်ကိုလည်းတိတိချာချာကြည့်ပြီးရိုင်းလိုက်တာတဲ့သူတို့ကတော့လက်ဝင်တန်းစားဆိုရင်စိတ်နဲ့ရွှေပဲဝတ်တက်တယ်တဲ့သူ့မှာဖြင့်စိတ်နဲ့ကတိတိလေးတရားရှိတာများ မမလွင်ကပြုံးနေသည်မမလွင်သည်နွယ်မှုတို့ထက်အလွန်ဆုံးကြီးလာမှသုံးနှစ်လောက်သာရှိမည်သို့သောတည်ငင်ရစ်ကျင်လွန်သည်ဘာမဆိုတီးခံသည်ခင်လေးဟာတချိန်ကတော့ချမ်းသာတဲ့မိသားကမိဘကပောက်ဖွားကလေးနဲ့တူပါရဲ့နွယ်မှုရဲ့ခုချိန်မှာတော့သူ့မိဘတွေလည်းစီးပွားပြည့်နေပုံပါပဲအထယ်ကြီးပြည့်ဆိုတာမျိုးပေါ့သူ့လိုလူမျိုးကအမှန်တိုင်းရင်ဆိုင်ရမှာဝင်အလေးတဆုံးမယ်အမှန်ကိုဖုံးကွယ်ဖို့စူးစမ်းရင်အဲ့ဒီလိုဖြစ်လာတာ နှွဲ့မူကတော့မမလွင်စကားကိုနားမလဲလှပြီမမလွင်ကမက်ထရစ်ကိုအခါခါကြားပြီးမှ တက်ကတူရောက်လာရသဖြင့်အသက်ကြီးနေရခြင်းဖြစ်သည်မမလွင်သည်တူတူတိတ်တိတ်နေတတ်သည်တခန်းလုံးကိုညင်ညွတ်မြတ်တစွာထိမ့်သိမ့်ပေသည်ဒီလိုနှင့်မင်းနှွဲ့မူတို့တွေတက်ကတူနင်းမြင်မှတစ်နှစ်တာခရီးကို ဖြတ်တန်းခဲ့ကြ၏စာမေးပွဲတွေနဲ့ဖြည့်ရတော့မီចောင်းပိတ်တော့မီနှွဲ့မူတို့လည်းစာမေးပွဲအတွက်ပြင်ဆင်ကြသည် ထိုအချိန်မှပင်စားတဆောင်ကိုနှွဲ့မှုရရှိခဲ့သည်နှွဲ့မှုအမေထံမှဖြစ်၏နှွဲ့မှုတို့ကဖြူမှနေသည်ခင်လေးတို့ကဇေယဝတိမှနေသည်တရက်သေးကလာသူများဟုလည်းဆိုနိုင်သည်သမီးနှွဲ့မှုသမီးဒီအောင်ရေးလိုက်ရတာရခင်လာကသမီးတင်ငယ်ချင်းခင်လေးရဲ့အမေဇေယဝတိကလူကျုံနဲ့စားတဆောင်ပေးလိုက်တယ်အင်မတန်အကြက်အတဲ့ဖြစ်နေလို့လူကျုံနဲ့ကူညီတဲ့အနေနဲ့ငွေတရားချီးလိုက်ပါတဲ့ တမိတငယ်ချင်းခင်လေးရဲ့အမေပါတဲ့အမေကလည်းလူချင်းမမြင်ဘူးဝင်မဲ့တမိတို့ချင်းတငယ်ချင်းဆိုလို့အခင်မင်းမပြည့်အောင်ချီးလိုက်တယ်အခုလာတခါလာတယ်အလွန်ခက်ခဲတွေ့နေလို့ပါတဲ့တရားထက်ချီးပါအောင်နဲ့အရင်တရားတော့စုံညင်စုံပါစေဆိုပြီးပြေးလိုက်တာအခုတစ်ခေါက်တော့မပြေးလိုက်ဘူးသမီးတို့လူငယ်အချင်းချင်းအပေါင်းအသင်းပြတ်သွားမလားမေမေစိုးရင်နဲ့သမီးတီအောင်ပြော့ထားတာပါ အမေစာကတခြားအကြောင်းတွေကိုဆက်ရေးသည်ငရမူကတော့ဒီစာကပိုက်ကိုပဲထပ်တလဲလဲဖတ်နေမိသည်။အော်ခင်လေးသူတစ်ပါးအပေါ်ကိုစီးပိုးအနိုင်ယူတတ်သည့်ခင်လေးခင်လေးကိုတင်ငန်းစာကောင်းကောင်းပေးခြင်းသည်ဒီစာကိုခင်လေးကိုပြလိုက်ရင်ဘလို့နေမလဲထောင်လွှားသမျှမာနာတရားတွေဥကျိုးသွားလိမ့်မည်လား။လာငရမူမမလွင်စောင့်နေတာမြန်မြန်လာနောက်ကျနေမယ် မမလွင်အစွဲကောင်းသဖြင့်နှွဲ့မှုသည်ဖះတရားကိုဝတ်မပြတ်ကြည်ညိုတက်လာသည်မမလွင်ကသူများအဆောင်မှာအတူနေကြတာခရိယန်တွေကတင်းငွေတွေနေတိုင်း charge ကိုမှန်မှန်သွားတယ်မွတ်စလင်တွေကလည်းဝါရင်းဥပုံစောင့်ကြတယ်တို့ဗုဒ္ဓဘာသာမင်းကလေးတွေကတော့ဘာမှမလုပ်ဘူးရှက်စရာကောင်းတယ်ဖះဝတ်တယ်မပြတ်စေနဲ့ဟုတတိပေးသည်စနေနေ့တိုင်းအဆောင်မှာဓမ္မဆက်ကြရွရသည်မမလွင်ကတော့ဥပုံနေတိုင်းတက္ကသိုလ်ဓမ္မယုံတို့သွားသည် လွယ်မူကမူမမလွင်အဖို့ရအောင်လိုက်ပါသွားရသည်နက်နဲစောစောမှုနှင်းကလည်းတဖွဲဖွဲကြစဉ်အဓိပတိလန်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်ကန်းကော်ရိတ်သည်အေးချမ်းตาရလှသည်ကျောင်းသူအချို့ဓမ္မယုံတို့ရှေ့ရှုလာနေကြသည်ဒီလိုတော့လဲကြည်နူးချမ်းမြေခြင်းတမျိုးကိုခံစားရသည်ဓမ္မယုံကိုဝင်ပြီးတော့ရင်မာပိုးပြီးအေးချမ်းသွားသည် ကြောင်းရိပ်ကံရိပ်သည် လူလောကဤတောကမောဟအပူမီကိုတည်င်ကငင်းအီးစီသည်မှာအမှန်ဖျားဝတ်တဲ့တန်းဓမ္မဆက်ကြာရွတ်တန်သည်အာယုံဥမာလွင့်ပြန်နေသည်နေရောင်ကြီးပြို့စာမှာနှဲ့မှုတို့လမ်းလျှောက်ပြန်ခဲ့ကြသည်နှဲ့မှုနှင်းရင်စွတ်သောတိရွက်ချောက်တွေပေါ်ဖွာနေရင်မမလွင်ကတို့တို့ခေါ်သည်ဘာလဲမမလွင်ဘာပြောမလို့လဲမင်းကနှဲ့မှုအိမ်ကရေးလိုက်တဲ့စာကို ခင်နီးကိုမပြလိုက်ပါနဲ့ကွယ်။နှဲ့မူငိုင်းသွားသည်။မနေ့ကစာဖတ်ပြီးပြီးချင်းထိုစာကိုမမလွင်ကိုပြခဲ့သည်။ဒီမနေ့တခြားတငယ်ချင်းတွေကိုလည်းပြမည်။ပြီးရင်အလွန်အပြောကြီးပြီးသူတစ်ပါးကိုလည်းနှိမ်ချတတ်သောခင်နီးကိုပြလင်ဘလို့နေမလဲစောင့်ကြည့်ခြင်းသည်။မပြနဲ့နော်။မမလွင်တို့ဗုဒ္ဓဘာသာတရားဟာအင်မတန်တိမ်မွေ့နူးညံ့ပါတယ်ပြုတ်ညံ့တာမဟုတ်ဘူးနော် နူးညံ့ခြင်းနဲ့အခက်အခဲဆုံးဆိုသောခိုင်မာမှုကိုရယူနိုင်စွမ်းရှိတာ။နွဲ့မှုစဉ်းစားကြည့်။ခင်လေးဟာမရင့်ကျက်သေးဘူး။သူ့မိသားစုရဲ့ရိုင်နဲ့နေတဲ့အခြေအနေကိုဖုံးကွယ်ရင်ဟန်ဆောင်နေတာ။သူ့ကိုပြိုင်ပြီးအနိုင်ယူဖို့ဆိုတာမခေရင်ပါဘူး။နွဲ့မှုစဉ်းစားနေသည်။မမလွင်သည်ဒီစကားကိုပြောခြင်းတို့ဒီအချိန်ထိစောင့်ခဲ့နေသလား။ တရားဓမ္မကြီးအရေးမှအေးမြခိုင်အချင်းကိုတမင်ရွေးခဲ့လေသလားသူ့ကိုပြန်ပြီးလက်စားချေဖို့သူနာသာခံခဲ့အောင်လုပ်ဖို့ဆိုတာငွဲ့မှုအတွေ့လွဲပါတယ်ခွတ်လွတ်ဖို့သာခက်တယ်မဟုတ်လားခက်ခဲတာကို လုံနိုင်တာတတ်တိပါပြီးတော့အကျိုးမရှိတာကိုမလုပ်တာဟာလဲမုံမြတ်ပါတယ်ခုတလောခင်လေးငိမ့်နေတာတတိထားမိလားမမလွင်ပြောမှငွဲ့မှုစဉ်းစားမိသည်ယခုတလောခင်လေးသိစကားမပြောပြီး စာပဲစူးစမ်းကြည့်နေသည်နှွဲမှုတို့ကစိတ်ချင်ပေါ့ရီမပြောဘဲနေခြင်းကြောင့်သူမပြောခြင်းဟုမှတ်ထင်ခဲ့သည် ဟုတ်တယ်သူစိတ်ညစ်နေတယ်အိမ်ကငွေမလာလို့ကြောင်းလာကလည်းမသွင်းရသေးဘူးဒီစာကိုမြင်ရရင် သူပိုးပြီးစိတ်ဆင်းရဲမှာပဲစာမေးပွဲမဖြေနိုင်မဲနေမယ်သူတပါအကျိုးရုံမဲ့အလုပ်ကိုဘာလို့လုပ်မလဲညီမရဲ့နှွဲမှုကောင်းတဆတ်ဆတ်ညှိမ့်လိုက်သည်နှွဲမှုသဘောပေါက်ပါတယ် လွဲ့မှုသူ့ကိုလည်းမပြဘူးဘသူ့ကိုမှလည်းမပြတော့ပါဘူးဝမ်းတားလိုက်တာနှွဲ့မှုရဲ့ခင်လေးလည်းအရင်ကလောက်မဆိုးတော့ပါဘူးမမလွင်ကိုအချိန်နေမှန်တွေပြော့ပြတယ်လေမမလွင်ကလည်းတဖြည်းဖြည်းတဖြည်းဖြည်းလူတွေအပေါ်သူ့ပြုတ်မှုဆက်ဆံပုံပြောင်းလဲလာအောင်မသိမသားလမ်းကြောင်းပြနေတာပါတို့တွေကြောင်းမှာစုံရတာတည်ငါပါကွယ်လူဘဝတက်တန်းနေဆိုင်ခဏကလေးပါဟုတ်ကဲ့နှွဲ့မှုနားလဲပါပြီ နှွဲမူဤစိတ်ထဲမှာလဲပေါ်ပါရှင်းလင်းသွားသည်ညကတော့ဒီစာကိုပြလိုက်ရင်ခင်လေးမျက်နှာဘလို့ပြောင်းလဲသွားမလဲဆိုတာသိချင်းစိတ်တွေလျှံတက်နေခဲ့သည်မှာတကယ်တော့ထိုစိတ်သည် မလိုလားအပ်သောစိတ်ပါတကားအလွန်ယုံညံ့လှပါတကား15နှစ်မြာကြာခဲ့ပြီနှွဲမူသားကြီးကိုကြောင်းအပ်ဖို့ကိစ္စနှင့်ဆရာမကိုဝင်တွေ့တော့ခင်လေးဖြစ်နေသည်ကိုအံ့ဩစွာတွေ့ရသည်နှွဲမူကိုလှိုင်လဲပြူငါစွာစီးကြိုးပြီး လိုအပ်တာမှန်သမျှစိတ်ပါလက်ပါလှုပ်ပေးသည်အပြောကလည်းချိုးပါပြီအခုမှပဲရင်နဲ့ပေါ့သွားတဲ့တငယ်ချင်းရဲ့ကိုဖြင့်အစင်မှပြေးပါမလားလို့တငယ်ချင်းကိုကျေးဇူးတင်လိုက်တာမလိုပါဘူးတငယ်ချင်းရဲ့ကိုလည်းမင်းကိုတွေ့ချင်နေတာဘယ်မှနေမှန်းမသိလို့အခုလိုကူညီခွင့်ရတာတိတ်ဝမ်းသာတာပဲဒီထက်မကကိုလှုပ်ပေးချင်ပါတယ်မင်းကျေးဇူးတွေကိုမှရှိပါတယ်ရုတ်တရက်တော့နှွဲ့မှုငိုင်းသွားသည် ခင်လေးမျက်နှာကိုကြည့်လိုက်တော့မျက်လုံးများကတစုံတစ်ခုကိုရည်ညွှန်းနေတဲ့ယောင်ပင်ခင်လေးကသူ့အိမ်တောင်အကြောင်းအချင်းယုံ၍ပြောပြသည် ခင်လေးမှာအလုတ်တာဝင်တွေဝိုင်းဝိုင်းလဲခိုက်မှုစကားကြာကြာ မပြောဘဲပြန်ခဲ့ရသည်နှွဲမူမှလည်းအလွန်ခက်ခဲမြင်ထင်သော အလုတ်တစ်ခုအောင်မြင်ခဲ့၍စိတ်လက်ပေါ်ပါသွားသည်ပြီးတော့တင်းငင်ရင့်ကျက်သောခင်လေးကိုမြင်ရောင်သည် သူပြောသော စကားကိုလည်းကြားရောင်သည်မင်းကို့အပေါ်ညှာခဲ့တာတွင် ကိုတိပါတယ်တဲ့နှဲ့မူဤစိတ်ကိုတည်င်္ဂမြထိမ့်ချုပ်ထားရှိခဲ့ရသောစေရနာသည်လူတယောက်အပေါ်ဒီမြအကျိုးတက်ရောက်စေခဲ့ပါကလားဟုယခုမှပင်သိရလေတော့သည်မူမူအင်းရဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့သောဆ ्याम မာဤမူမူအင်းရရေးသားထားသည့်စိတ်ထားတက်လှင်ဆိုသောဝိတ္ထုတို့လေးဒီမာရင်ပြီးဆုံးပါပြီရှင် ဆီယမ်မာကြီးရေးထားတဲ့ဝိထုတွေကလိုပဲကျမတို့ရဲ့လောကပတ်ဝန်းကျင်မှာဒါမျိုးလေးတွေကအမြဲလူလူတွေ့ကြုံနေကြရတာတွေဖြစ်ပါတယ်ဒီလိုတွေ့ကြုံတဲ့အခါတိုင်းမှာလည်းပဲလူဘဝခဏကလေးမှာကျမတို့တွေအားလုံးစိတ်ထားတက်အောင်ကိုယ်စိတ်ကိုပြုပြင်ရင်းနဲ့လောကကောင်းကျိုးပြုနိုင်ကြပါစေလို့ ပေးခြင်းနဲ့ဝိတုတို့လေးကတော့ဆရာကြီးသိပ္ပံမောင်ဝရေးသားထားသောဒုကိုတော်ဆိုတဲ့ဝိတုတို့လေးပဲဖြစ်ပါလေရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။ဒုကိုတော်မောင်လူအေးသည်အလျားဆယ်ပြီအနန်း15ပြီ အခန်းကလေးအတွင်အလုရှုံနေခိုင်။ရုတ်တရက်ပေါ့ရီလာသူက အရှင်ဥညာနေဒဖြစ်လေသည်။အကြောင်းမကြားပဲ ရုတ်တရက်ပေါက်လာသည်ကိုထောက်လိုက်တော့ဇံနှင်ကြွလာသည်ဟူ၍ပင်ထင်မှတ်ဖွယ်ရှိ၏သို့သော ကျွန်ုပ်တို့ဤကိုတော်ကဇံရသောကိုတော်မဟုတ် အခြားယဟန်များကဲ့သို့ရိုးရိုးကိုတော်ပင်ဖြစ်နေသည်လွန်ခဲ့သော၄၅လအတွင်းဇင်ယော်ဒီဟူသောလေရင်ဖြင့်ကောင်းကင်ရံတွင်ဇံပြန်ဘူးသည်ဟူ၍ကကြားသိရလေသည် အရှင်ဥညာနေတာကိုတော်သည်ဇံမရသောကြောင့်သာအခြားကိုတော်များနှင့်တစားရဲထားရတော်လဲစင်စစ်ကားအခြားကိုတော်များထက်ထူးခြားသော အချက်များစွာရှိလေသည်ယင်းထူးခြားသော အချက်များအနက်ရုပ်လက္ခဏာ၏ထူးခြားခြင်းကို ရှေးဦးရေးသားရပေမည်အရှင်ဥညာဏိဒကိုတော်ဤအသက်မှာ30ကျော်45နှစ်ခန့်ရှိပေလိမ့်မည်အသားတော်မှာခက်နဲ့နဲ့နေ၏မဏိတော်မှာခက်လုံးလုံးနေလေသည် ပြီးတကတ်သုံးဘုံကို ထုံးလုံးမွေရေလိုနှောက်တော့ကြောင့်ပီလာအလွန်ပူအိမ်သောနေရက်တွင်ကြီးပြင်းလာရတော့ကြောင့်ပီလောမသိစက်ခုတော်မှခတ်မိမိနေ၏ဈေးစကားကိုသုံးမည်ဆိုသောမျက်ခမ်းဆက်သည်ဟု၍ဆိုရပေမည်မျက်မှန်မပါနှင်စာကိုကောင်းစွာမကြည့်နိုင် နေရောင်ကိုမခံနိုင် ထို့ကြောင့်မဟုတ်ဒီ ဒီကဘာမှနေမှတပါမြည်သူအားမှငါမကြောက်ဟု၍အကြိမ်ကြိမ်ပင်မြို့မိမ့်မြတ်တော်မှုဘူးနေပြီအရှင်ဥညာနေတဤသွားတော်ဆွဲတော်များက ကိုဝါလွန်သောကြောင့်မကြီးစီအယောင်ခတ်ပြောင်ပြောင်ခတ်လက်လက်ခတ်နဲ့နဲ့လဲနေပေသည်အရှင်ဥညာနေတဝတ်တော်တင်ငန်းတော်များကပြောင်လက်ထင်ဝင်းခြင်းမရှိတိခေါဆိုးအယောင်ညစ်ပုတ်ပုတ်ညစ်ထေးထေးနေနေသည် ဤနေရာတွင်ကျွန်ုပ်တို့၏ကိုယ်တော်မှာယခုကာလယဟန်အချို့တို့ထက်ပင်ဝိနည်းတော်အတိုင်းကျင့်ပေသည်။အရှင်ဥညာနေတိုင်း၏အခြားထူးခြားချက်ထူးခြားသည့်အချက်ကဝင်သာနုစိတ်သာကြည်မာခြင်းဖြစ်လေသည်။မြမများဆင်းရဲနေကြသည်ကိုလာလာမှမရှုနိုင်။သာသနာတော်ကြီးမိမိန်နေသည်ကိုလာလာမှမခံသာပေ။ထို့ကြောင့်မဟုတ်လော။မြမပြည်တွင်ဝင်သာနှုတွင် GCBA ခေါ်ပေါ်စကရေက ဝင်သာနုအလုတ်ကို လိုက်စားလာခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်လေသည်ထိုလွန်လေပြီးသောခေတ်မှ ယခုမလွန်သေးသောခေတ်တိုင်အောင်ဝင်သာနုများအတွေ့မြည်တို့ ဆောင်ရွက်ခဲ့သည်ကိုမှတ်တမ်းတင်ကြည်အောင်စုဝင်သာနုများနှင့်ပတ်သက်၍အရေးပိုင်းမင်းထံသို့ရောက်သော အရှင်ဥညာနေဒဤစာများရှောက်လွာများကမရေတွက်နိုင်ပြီအရေးပိုင်းမျှမကသည် ခရိုင်မင်းကြီးထံသို့ရောက်ခဲ့ပြီးသောစာပေါင်းရှောက်လွာပေါင်းနဲ့အတော်ပင်များခဲ့ပြီးခရိုင်မင်းကြီးကိုကြော်ပြီးလင်ဗန္နာမင်းကြီးထံသို့ပင်အရှင်ဥညာနေဒာ၏စာများရှောက်လွာများအတော်အသင့်ရောက်ခဲ့လေပြီဗန္နာမင်းကြီးမြတ်မကသေးမြမပြည်ဘရင်ခံမင်းကြီးထံသို့ပင်အရှင်ဥညာနေဒာစာတချို့ရောက်ခဲ့လေ၏ဤမြတ်နှင့်အဘယ်မှာကျေနပ်ပြီးအောင်မည်နီအိန္ဒိယပြည်ဘရင်ခံချုပ်ကြီးပင်အေးအေးမနေရ ဗြိတိရှအင်ပါယာနိုင်ငံတော်ကြီးကိုစိုးစံတော်မူသောအရှင်ဂျော့ဘုရင်မင်းမြတ်ထံတော်သို့ဥညာနေဒ၏ပေးစာရှောက်လွှာများရောက်သည်ဟူ၍ကမကြားဘူးချင်းအရှင်ဥညာနေဒကိုတော်ကလည်းဤအကြောင်းကိုထုတ်ဖော်၍မိန့်တော်မမူအရှင်ဥညာနေဒကိုတော်ဤစာတူစာရှိစာပလက်ပွေမှစ၍ရှောက်လွှာအထွေထွေတို့ကြောင့်နေပိုင်းမြို့ပိုင်းနေပိုင်းစည်ရေးမြို့ပိုင်းစည်ရေးတို့မှအားရသည်ဟူ၍မရှိဟိုသွားစုံစမ်းရ ဒီတော့ထောက်လှမ်းရဟိုမှာစစ်စေးရဒီမှာစစ်စေးရနဲ့အလုံများလှုပ်လာခဲ့ဒီမှာအတော်ပင်ကြာခဲ့လေပြီတို့ဖြစ်တော့ကြောင့်အရှင်ဥညာနိဒကိုရောမြတ်ကိုမြင်ကြရနဲ့အလိုလိုစိတ်ထဲတွင်ရှုပ်ထွေးလျက်နေကြလေသည် အရှင်သူမြတ်၏ရှောက်လွှာများကိုစစ်စေးနေရသည်နှင့်ပင် အချားအလုံများကိုလည်းမလှုပ်ရသည်ဟု၍မရှိပြီ။ နေပိုင်ယုံမြို့ပိုင်ယုံတို့အတွင်းအပြင်ဝင်လိုဝင်ထွက်လိုထွက်မိမိပိုင်နဲ့ဝိဟာရကဲ့သို့ပင်ထင်မှတ်လေရော့သလားယုံပြတာများက အရှင်သူမြတ်အမနှင်ဝင်ယုံစည်းများလည်းမပြောဝင်နေပိုင်မြို့ပိုင်များအားများပင်အตาကြည့်နေကြရနေတော့သည်မတော်သူအားခတ်မှမှာခတ်ဆက်ဆက်ကလေးပြောလိုက်မည်ဆိုက အရှင်သူမြတ်ဒေါပွားလာတော့မည်စူးဘောဖက်ကြလဲဖက်ပေါက်ဖက်ပေါ်စူးကြလဲဖက်ပေါက်လေတော့မည် အရှင်သူမြတ်ဤရှောက်လွာများလဲဘယင်ခံဘယင်ခံကျုပ်တို့ထံသို့ရောက်ကြနေတော်မီမောင်လူအေးဤနေသို့ရောက်လာသည်မှတလပင်မကြသည် အရှင်ဥညာနေတနှင့်သုံးချိန်သုံးချိန်တိုင်းတိုင်းတွေ့ကြုံခဲ့ရလေပြီပထမအချိန်ကကြောက်ကြီးရွာသားများဤတတ္တမေတအခွန်တော်ရေးနှင့်ပတ်သက်၍ဖြစ်လေ၏ဒုတိယအချိန်ကအရှင်ဥညာနေတဤမိတ်ဆွေဥပဇင်းတပါးဤစာသင်ကျောင်းတည်ထောင်၏အတွေ့ဖြစ်၏ ယခုတတရအကျင့်ရောက်ခြင်းကဝတ်သေးကံတွင် ရေနေပါသောကိစ္စကြောင့်ရောက်လာခြင်းဖြစ်လေသည်ဤတလအတွင်း၃ချိန်တိုင်းတိုင်းယုံသူရောက်လျင်နောင်မောင်လူအေးဤနေတွင်ရှိသည်မြကာလပတ်လုံးအရှင်ဥညာနေတာနှင့်အကျင့်ပေါင်းမြင်းများတွေ့ရအောင်မည်နီမောင်လူအေးရောက်နေသောနေအတွင်းရှိနေသူနေသားကြီးကြီးငငယ်ရွယ်ရွယ်လက်လက်လေနီလေအောင်မြင်းဆောင်မကြံအားလုံးပင်အရှင်ဥညာနေတာနှင့်မတိသူမရှိတိသူကြီးဖြစ်လေသည် ်ညီသူဆိုမဆို အရေးအကြောင်းတစုံတရာရှိရင်ဥရှင်ဥညာနေတာထံရှေ့မှောက်တို့ရောက်လာကြလေသည်လေပြောက်လျှောက်လို့လဲရောက်လာတဦးနဲ့တဦးမြေလူကြနေလဲရောက်လာအစိုးရမင်းကမြေသိမ်းသောအခါမြေရော်ကြီးကြီးကြီးနက်နက်မရရင်လဲရောက်လာကြည်ရွာများတွင်ရေမလုံလောက်သောအခါတွင်၎င်းကြည်ရွာများတွင်လမ်းကောင်းကောင်းလိုသောအခါတွင်၎င်းကြည်ရွာများတွင်ပွဲခံလိုသောအခါတွင်၎င်း ကျေးရွာများတွင်ဖျားပွဲကျင်းပလိုသောအခါတွင်၎င်းကျေးရွာများတွင်စာတင်ချောင်းကောင်းကောင်းလိုသောအခါများတွင်၎င်းအရှင်ဥညာနင်ဒ၏ခြေတော်ရင်သို့ဝှစ်စင်းကရောက်လာကြသည်သာသည်အရှင်ဥညာနင်ဒကိုတော်မှလည်းထိုလာသမျှသောသူတို့၏လျှောက်ထားချက်တို့ကိုလက်ခံပြီးလျှင်မြို့အုပ်ထံလျှောက်လို့လျှောက်ဝင်တောက်ထံလျှောက်လို့လျှောက်အရေးပိုင်းခရိုင်မင်းကြီးဗန္နာမင်းကြီးဘရင်ခံဘရင်ခံကျောက်မှစ၍ဆိုင်းရဆိုင်းရအရာရှိများထံသို့ရောက်အောင်ပေါက်အောင် ရှောက်လွာများကို ရေးသားပေးရနေသည်နှင့်ပင်နေ့စဉ်အလုတ်ရှုပ်လျက်ရှိနေတော်၏။စာပေကြည့်ရှုရန်၎င်းကမ္မထံဘာဝနာစီးဖြန့်ရန်၎င်းအဘယ်မှလည်းအချိန်ရပါတော့အန်နီ။ငယ်စဉ်ကမြည်သည့်စာအထိပေါရောက်ခဲ့ကြောင်းကိုဘယ်သူမှသိမီမထင်။နေ့စဉ်မင်းရွာသူရွာသားတို့ဖြင့်ပြည့်နှင့်စီကား၍နေသောအရှင်ဥညာဏိန္ဒ၏ကျောင်းဝိဟာရကမြဝတီဆရာတော်ကြီး၏အုံကျောင်းဝိဟာရကဲ့သို့ခန္ဓာကြီးကျယ်ခြင်းကမရှိလာပေ။ ဝတ်သေးကန်ဤနဖူးနဖူးစီတုတ်တရာလန်းအတွင်းရှိနှပြောဥယင်ကလေးအတွင်းစောက်လုံထားသောဝါးချောင်းဝိဟာရကလေးဖြစ်လေသည်တော်ရွာကြီးလက်မှဝင်သားမှုထိပ်သီးများကကြည်ညိုကြသဖြင့်စောက်လို့ပြီးသောကျောင်းတော်ဝိဟာရပင်ဖြစ်လေသည်။ဤဝါကျောင်းကလေးအတွင်းမှပင်ဘယင်ခံဘယင်ခံချုပ်တို့ထံပို့သောဇာတော်စာရှင်များကို ရေးသားခဲ့လာပြီ နင်းနေရရဝါးချောင်းဟူ၍မမှတ်ရရာဇဝင်တွင်ရအောင်တန်ပိုင်းကြောက်စာထိုးထားရန်ထိုက်သောဝါးချောင်းကလေးသာပင်သည်ရှောက်လွှာများစားတို့စားရှင်များကို စာချင်စာကုန်းကိစ္စရေးခြင်းပီးစီး၍အားအားရှိလျင်ကျောင်းတော်ဝိဟာရရှိတလင်းပြောင်ပြောင်ညောင်ပင်ကြီးအောင်ဝါဝကရက်ချင်းအလုတ်ဖြင့်အချင်းကိုအတုံးပြူတော်မူလေသည်ရင်းဝကတို့ကိုရောင်းချသည်ဟု၍မမှတ်ရား မိမိចောင်းတော်ဝိဟာရကိုမွမ်းမံရန်မျှတာဖြစ်သည်ဟူ၍အိုးစာဖတ်သူအပေါင်းသူတော်ကောင်းတို့သည်ဒနာထမှတ်ယူကြပါကုန်လောတာဒုတာဒုတာဒုကန္တလောကတွဲ22မှတ်133ဖေဖော်ဝါရီလ1936ဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မယခုဖတ်ပြပေးခဲ့သောဆရာကြီးသိပ္ပံမောင်ဝရေးသားထားသောဒုက္ကိုရောဆိုသည့်ဝိတ္ထုတို့လေးအား ဒီရင်မဲပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတော့စာပေချင်းမြတ်နှုတ်သူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။